အလုံးမင်္ဂလာပါကျွန်တော်တို့ဖုတ်ဘောရဲ့ live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှလည်းဒါကျွန်တော်တို့လစ်ဗာပူးအသင်းကဒါကျွန်တော်တို့လွတ်လွတ်ခက်ခက်အပြောင်းရွှေ့ပြီးဆက်လက်ပြီးတော့ဖြစ်ပေါ်နေကြဆိုတာကိုတွေးရလိမ့်မယ်ပေါ့နော်။အဲ့တော့ sorry ပါဒူဝါဒီရမကောင်သေးတော့ဒါလီရတအားပဲဖြစ်တယ်ဆိုတော့အဲ့တော့ဒါကြိုတင်ပြီးတောင်းပန်ချင်ပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်လစ်ဗာပူးအသင်းနေတာဒီအပြောင်းရွှေ့မှာ အထွက်မှာလဲဒါအဝင်မှာလဲစောင်းရမ်းမိုက်နေလို့ဒါအထွက်မှာလဲတော်တော်လေးကိုမိုက်တယ်လို့ပြောလို့ရတယ်အခုလက်ရှိမှာဒါကြတော့အဝင်မှာဒါလီဗာပူးတင်တဲ့ကရာကက်စ်ကိုစစ်စစ်မှုအောင်မြင်သွားပြီလို့တရင်ထွက်ပေါ်လာခဲ့တယ်အဲ့တော့လီဗာပူးရဲ့တရားမြောက်ဒါကျွန်တော်တို့ဆိုင်ငင်ကိုလည်းမနက်ဖြန်တက်ပေါ်ဒီနေ့ညသုံးမှမနက်ဖြန်တော့တရားဝင်ကြီးညာမယ်လို့ပြောတယ်အဲ့တော့ဒါလက်ရှိမှာဒါအလှလုကကဖြစ်နေတာဒါကျွန်တော်တို့ transfer တရင်တွေကလက်ရှိမှာဒါကျွန်တော်အဝင်တရင်တွေမဟုတ်ဘူး အဖွဲ့သတင်းတွေလက်ရှိမှာဒါကြောင့်လီဗာပူးအသင်းတွေတော်တော်လေးကိုလှုပ်လှုပ်ခတ်ခတ်ဖြစ်နေတယ်လို့ပြောလို့ရမယ်ဒီမှာပါတယ်အဲ့ကြောင့်ကျွန်တော်နည်းနည်းလေးပြောနေအောင်လီဗာပူးအသင်းတွေခုလက်ရှိဒီအပြောင်းရွှေ့တွေမှာဒါကျွန်တော်တို့ဒါဝင်နူးနက်စ်အနေနဲ့လီဗာပူးအသင်းကထွက်ခွာဖို့အတွက်ဒဇနဲ့ဒဇတီကြလာပြီလို့ပြောလို့ရမယ်အနေထားတစ်ခုကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်လီဗာပူးအသင်းတွေခုလက်ရှိဒါကျွန်တော်တို့ဒါဝင်နူးနက်စ်ကိုနပိုလီအသင်းနဲ့တရားဝင်ဆွေးနွေးခွင့်ပေးခဲ့ပြီးတဲ့နောက်ပိုင်းမှာနူးနက်စ်ကတော့နပိုလီအသင်းကိုပြောင်းရွှေ့ဖို့အတွက်ကောင်းငိမ့်လိုက်ပြီလို့သိရတယ်အဲ့တော့ပြောချင်တာဒါနူးနက်စ်အနေနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ လီဗာပူးတင်းနဲ့ပုဂ္ဂိုလ်ရဲ့သဘောတူညီမှုရရှိသွားခဲ့ပြီလို့သိရတယ်မှာပါတယ်အဲ့တော့လီဗာပူးတင်းတခုလက်ရှိမှာဒါဝင်နူးနက်စ်အပြောင်းအရွှေ့အတွက်နပိုလီတင်းနဲ့ဒါနှစ်သိန်းကြားတိုက်ရိုက်ဆွေးနွေးမှုတခုပြုလုပ်နေတယ်လို့သိရတယ်မှာပါတယ်လီဗာပူးတင်းနဲ့လက်ရှိဒါဝင်နူးနက်စ်ရဲ့အပြောင်းအရွှေ့မှာသူတို့အသင်ကအဟန့်တားပုံစံမျိုးလုပ်သွားမှာမဟုတ်ဘဲနဲ့ဒါဝင်နူးနက်စ်ကဒါသူတို့အနေနဲ့ဒါလက်ရှိ မားကတ်ထဲမှာပေါက်နေတဲ့ဈေးပုံစံမျိုးတတ်တာဒါအတင်းကနေခေါ်ယူသွားဖို့တဲ့ဒါစဉ်းစားပြီးသားပြတော့ပြောချင်တာလေဘဘူးတင်းနဲ့ဒါကြောင့်ဒါဝန်နည်းနဲ့ဆက်အပြောင်းရွှေ့မှာအတင်းအနေနဲ့အဟန်တာဒါဆွတ်ဆက်ပြီးလုပ်ဖို့တော့အစီအစဉ်မရှိဘူးလို့ဒါပြောလို့ရတယ်ပေါ့အဲ့တော့လေဘဘူးတင်းနဲ့ခုလက်ရှိဒါကျွန်တော်တို့ဒါဝန်နည်းနဲ့ဆိုတော့ကျွန်တော်တည်လပ်ပေါ့နော်ယူရို30နဲ့ဒါ55တန်းပေါင်တန်း40နဲ့55တန်းကြာဈေးသတ်မှတ်မှုရှိတယ်နပိုလီတင်းနဲ့ဒီအပြောင်းရွှေ့ကိုဒါကျွန်တော်ယူရိုတန်း40လောက်နဲ့ပြီးပြတ်သွားအေးပေါ့ယူရိုတန်း50နဲ့55တန်းကြာမှာပြီးပြတ်သွားမှုရှိတယ်ဆိုတဲ့တင်ထွက်လာခဲ့တော့ပေါင်35တန်းနဲ့ယူရိုတန်း40ကြာပေါ့နော်အဲ့ကြာမှာ တ်ပေါင်ယူရိုတန်45တန်ပေါင်အဲ့ပေါ့35တန်နဲ့38တန်ပတ်ချလဲဝင်းညားတဲ့ဒီအပြောင်းရွှေ့ကပြီးသွားဖို့ရခိုင်တော့များလာခဲ့အဲ့တော့လီဗာပူးတင်းနဲ့ဒီနေ့မှာဒါကျွန်တော်တို့ဒါဝင်နူးနက်စ်အသင်းကထွက်သွားခဲ့ပြီးနောက်ပိုင်းမှာဘာဒီဆက်ဖြတ်တာမလူတော်များလဲစိတ်ဝင်စားတယ်ဘာလို့ဆိုတော့လီဗာပူးတင်းအခုလက်ရှိမှာဒါတိုက်စစ်ပိုင်းမှာဘူစတာလုပ်နေဆိုတော့အကုန်သိပြီးသားဖြစ်လိမ့်မယ်ဒါလက်ရှိမှာဒါဝင်နူးနက်စ်ထွက်ပြီးတော့လီဗာပူးတင်းနဲ့ဒါတိုက်စစ်ပိုင်းမှာချက်ချင်းဆိုလို့ပြန်ဖြည့်မလားဆိုတဲ့မေးခွန်းကျွန်တော်စဉ်းစားရမယ်တဲ့မှာပါဒါပေမဲ့လက်ရှိအနေထားကလီဗာပူးရဲ့နံပါတ်1ပြတ်မှတ်တိုက်စစ်မှုကအလက်ဇန္ဒားအီဆက်ဖြစ်တဲ့အီဆက်အတွက်လီဗာပူးတင်းနဲ့လာမယ့်ညွေရာသီကြမှာဒါ အသင်းကနေပြီးတော့ပတ်စံတုံးသွားဖို့တဲ့စဉ်းစားထားတာဖြစ်တယ်အခုလက်ရှိမှာတုံးသွားဖို့လက်ရှိမှာစီစဉ်မရှိသေးဘူးเนาะတုံးကျင်နေဆိုတော့လက်ရှိမှာလီဗာပူးတင်းနေတဲ့တုံးမှုတုံးလို့ရတဲ့အခြေအနေတခုတော့မရောက်သေးဘူး PSR နဲ့ FFP ကဒါဒါအေးပေါ့အဓိကတော့အလက်ဇန္ဒားအီဆက်ကိုသူတို့မခေါ်ချင်သေးတာဗျာမခေါ်ချင်သေးတာဆိုတော့အလက်ဇန္ဒားအီဆက်နေတဲ့အခုလက်ရှိမှာ Yukas နဲ့ Jordan မှာဒါကျွန်တော် Unbreakable Bond ပေါ့เนาะ Gentleman Agreement ဒါကျွန်တော်နှစ်ဦးကြာဒါကျွန်တော်တို့ Gentleman Mutual Agreement တခုရှိတာတို့ကြောင့်မလို့လီဗာပူးတင်းနေခုလက်ရှိ Market အဲ့တော့လီဗာပူးတင်းနေဒီညမှာလှုပ်လာနိုင်တဲ့အပြောင်းအရွှေ့တခုကဘာလဲဆိုလက်ရှိဒါကျွန်တော်တို့ Lily Thing ကနေပြီးအခုလက်ရှိမှာဒါစာချုပ်တက်တဲ့ ုံသွားပြီဖြစ်တယ်။ဂျိုနသန်ဒေးဗစ်ကတော့တရားဝင်ဆွေးနွေးလာနိုင်တယ်ဆိုတဲ့ကောလာဟာလာဆက်ဆက်သတင်းတွေတော့ထွက်လာခဲ့တယ်။အဲ့တော့လေဘဘူးတင်နဲ့ဒါကျွန်တော်တို့အနေနဲ့ဒါလက်ရှိ ဒါဝင်နှစ်စစ်လက်လက်သွားတဲ့နေရာကိုဒီနှစ်နွေရာသီမှာငွေရမ်းမတုံးမဲနဲ့စန်တာဖော်ဝတ်ကိုအလွတ်နဲ့ပြောင်းရွှေ့နိုင်မဲ့ကစားသမားကိုလီဗာပူးတင်တဲ့တရားဝင်ဆွေးနွေးပါဆိုတော့ဒါလက်ရှိမှာဟာတာနေနဲ့ပြောရမှာဆိုဒါပထမကဂျွန်နသန်ဒေးဗစ်ကိုတရားဝင်အလွတ်နဲ့ခေါ်ယူဖို့ဆွေးနွေးနေတာနပူလီဖြစ်ခဲ့ပေမဲ့အခုလက်ရှိမှာနပူလီတင်နေတဲ့ဒါဝင်နှစ်စစ်ကိုမထင်မှတ်ပဲနဲ့ရသွားတဲ့အတွက်ကြောင့်လို့တို့အနေနဲ့ဂျွန်နသန်ဒေးဗစ်နဲ့ဒါအပြောင်းရွှေ့ကိုဒါလက်ရှိမှာရက်တန့်သွားခဲ့ပြီလို့သိရတယ်ဒါမှပါတယ်အဲလီဗာပူးတင်နေခုလက်ရှိမှာဒါဂျွန်နသန်ဒေးဗစ်နဲ့ဒါများမကြာပြီပေါ့နော်ဂျွန်နသန်အဂိတ်အာဒါဝင်နှစ်စစ်အသင်းကထွက်သွားခဲ့မယ်ရှိတော့တို့အနေနဲ့ဒါဂျွန်နသန်ဒေးဗစ် နဲ့တရက်ဝင်စကားပြောမှုရှိဂျိုနာသန်ဒေးဗစ်အနေနဲ့ခုလက်ရှိမှာတခြားသောအသင်းတွေနဲ့လည်းဆက်သွယ်ချိတ်ဆက်မှုတွေရှိတယ်။ VM အတွက်အသင်းကစားဂျိုနာသန်ဒေးဗစ်ကိုချိတ်ဆက်မှုတွေရှိခဲ့ပေမဲ့ဂျိုနာသန်ဒေးဗစ်ကိုလက်ရှိမှာခေါ်ယူမဲ့ကလပ်တွေကမရှိသေးဘူး။အဲ့တော့ဂျိုနာသန်ဒေးဗစ်နဲ့ပတ်သက်ပြီးပြည်သက်တွေတော်တော်များများကတော့ရင်းနှီးနေလိမ့်မယ်။ဒါကြောင့် အာဖာဘီဇီရူမာနေနဲ့ရူမာနိုနေနဲ့ဒီကစားသမားကိုခဏခဏ promote လုပ်ပြီးနေကစားသမားတွေဖြစ်တယ်ကျွန်တော်မြင်ကြည့်တာပေါ့နော်သူ့ရဲ့ agent ကဖာဘီဇီရူမာနိုကိုပတ်စံပေးထားတဲ့တည်းမှာပါမယ်လို့မြင်နေဖာဘီဇီရူမာနိုနေတာနှစ်တိုင်းလို့လို့ကျွန်တော်တန် David ကိုဒါအဓိက promote လုပ်ပြီးတော့တွေ့ရတယ်နောက်ဆုံးတော့လည်းကျွန်တော်တန် David ကိုတိုင်လည်းလွတ်ဖြစ်သွားတဲ့အထီကိုဒါကျွန်တော်လက်ရှိတွေ့ရမိတယ်အဲ့တော့ဒါ Liverpool တင်းတဲ့ခုလက်ရှိ market ထဲမှာဒါကျွန်တော်တို့အနေနဲ့တို့ budget အဲ့တော့ Liverpool ဘက်က share နေ သူတို့နေဘောဘောတည်တည်လဲတော့မခေါ်ချင်ဘူး of course ပေါင်တန်း40ပေါင်35တန်းပေါင်တန်း40 market ထဲမှာဘယ်လိုရှိတယ်ဘယ်လိုမှမရှိဘူးရှိမယ်ဆိုလဲဒါခုနလက်ရှိမှာဒါသူတို့ရဲ့လက်ရှိ Liverpool တင်းရဲ့ standard နဲ့မှီမဲ့ကစားသမားမရှိဘူးအဲ့တော့ Liverpool တင်းရဲ့ Kola Hala တွေကတောင်အမေရိကကစားသမားတချို့လည်းစိတ်ဝင်စားနေမှုတွေတော့ရှိခဲ့မြဲ Liverpool တင်းရဲ့ဒါလက်ရှိတိုက်စစ်မှုတွေလာမဲ့ညရာဒီမှာ e-set အတွက်ဒါမျိုးမျိုးမြတ်သုံးသွားမယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့တယ်အဲ့တော့ ဒါပေမဲ့ဒီနေ့တာလာမယ့်နေရာဒီမှာတိုက်စစ်မှုတွေကိုပတ်စံအများကြီးပေးပြီးခေါ်သွားဖို့အတွက်ပြင်ဆင်နေတယ်။ကောလာဟာလာရီယာလက်ရှိမှာအက်လက်တီကိုမက်ထရီရဲ့စင်တာဖော်ဖြစ်တဲ့ဒါဟူလီယန်အက်ဗက်စ်ကိုလည်းလာမယ့်နေ့နေရာဒီမှာခေါ်ယူသွားဖို့အတွက်အခုကတည်းကစဉ်းစားနေဆိုတဲ့တဲ့နေပါထွက်ပေါ်လာခဲ့တယ်။အဲ့တော့လက်ရှိမှာလီဗာပူးဒီနေ့တာဒါဝင်နူးရဲ့အပြောင်းအရွှေ့ကိုအဓိကအခုလက်ရှိမှာပီးတာအောင်မဖြစ်တဲ့ဘောနော်ကစားသမားတွေနဲ့ဒါနမိုလီနဲ့ပုဂ္ဂိုလ်ကြီးရသဘောတူညီမှုရခဲ့ပေမဲ့အသင်းတစ်သင်းကြတော့ဂျာတဲ့မှာဆွေးနွေးနေဆဲဖြစ်တဲ့ဒါပေမဲ့ကျွန်တော်အမြင်အပြောရမယ်ဆိုရင်တော့လီဗာပူးဒီနေ့ဒီအပြောင်းအရွှေ့ကိုမြင်မြန်ဆန်ဆန်ပြုလုပ်ပေးသွားမယ်လို့မြင်တယ်။ဒါဝင်နူးရဲ့စတော့ကိုသူတို့အတွက်ကဒါအကုန်လုံးအတွက်ဒါ positive sign နဲ့အပြောင်းအရွှေ့ ွေတခုပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့မြင်နေဆိုရင်လီဗာပူးအသင်းအနေနဲ့လက်ရှိဒါဝင်းနက်ဆိုတာအသင်းကပေးထွက်ပြီးရင်တော့ဒီယေဂိုဂျိုတာကိုတို့အနေနဲ့ခဏတော့ဆောင်ခိုင်းအောင်မလို့မြင်ပါဘူးဆိုတော့တို့အနေနဲ့တိုက်စစ်မှုသာမခေါ်နိုင်ခဲ့သေးဘူးဆိုတော့တို့ဒါဒီယေဂိုဂျိုတာပါနေထိုင်ရောင်းခဲ့မယ်ဆိုရင်လီဗာပူးအသင်းနဲ့တော်တော်လေးကိုတိုင်ပတ်သွားနိုင်တဲ့အနေဒါမှရှိတယ်။တိုက်စစ်မှုမရှိတော့ Florian Ritz နဲ့ဒီညမှာ Center Forward ပုံစံမျိုး Force Nine ပုံစံမျိုးဆော့လို့ရတာမှန်ပေမဲ့တကယ်တမ်းနေလားငါလားဟိဆိုတဲ့ moment မှာ Liverpool အသင်းမှာတိုက်စစ်မှုပျောက်ဆုံးသွားနိုင်တဲ့မှာပါအဲ့တော့ဘာလို့ဘလို့ဖြစ်လာမလဲတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတချို့တော့ကောလာဟာလာတွေမှာဒါနီးပြနေတဲ့ Sub-Boost Lag ကိုလည်း Center Forward နေရာမှာဆန်းသက်သွားနိုင်တယ်ဆိုတဲ့သတင်းတွေ လည်းတောက်လျှောက်ထွက်ပေါ်လို့တယ်ဒါပေမဲ့လီဗာပူးတင်းနဲ့ဒါဒီနှစ်မှာဒါနည်းနည်းတော့ဂယူဆာရမယ့်အချက်ကတိုက်စင်မှုပဲဒါဒါဝင်နူးနက်စ်ကိုလက်ရှိမှာရောင်းလိုက်တဲ့အချိန်မှာဒီကိုဂျိုဒါသာဒန်ရသွားမယ်ဆိုရင်လီဗာပူးတင်းနဲ့တကယ်ကိုတိုက်စင်မှုဆက်စစ်မရှိတဲ့ပြဿနာတစ်ခုဖြစ်သွားပြီလို့မြင်ဒါပေမဲ့လက်ရှိပရီးမီယာလိမှာတိုက်စင်မှုဆက်စစ်မရှိဘဲနဲ့ဒါအဆင်ပြေနေခဲ့တဲ့အသင်းတွေလည်းအများကြီးရယ်စပွားဆိုတော့ဒါကျွန်တော်တို့အဆင့်၅ရာတဲ့နှစ်ကဒါတိုက်စင်မှုမရှိခဲ့တဲ့နှစ်တစ်နှစ်ပဲဘောနော်ဒါကျွန်တော်မနစ်ကဆိုလဲအာစနိုသင်ကတကယ်ပြီးဂျီဆုစ်ချေလို့နားလဲကြောင့်တိုက်စင်မှုဆက်စစ်မရှိခဲ့ဘူးဘောနော်အခုလက်ရှိမှာဒါကျွန်တော် Center for Deep Lion Striker ဆိုတဲ့ဒါကျွန်တော်တို့နားမလဲဘောနော်လက်ရှိမှာဟိုနေ့က Total Support ကတင်ထားလို့ကျွန်တော်ပြောကြည့်တာ Deep Lion Striker ဆိုတဲ့ဒါ ာကျွန်တော်နာမည်အစ်စ်ခေါ်ဖို့တင့်နေတော့ကွင်းလေကကစားသမားတိုက်စစ်ကိုတက်တက်ဆော့နေကြတော့တိတ်တော့မထူးဘူးအဲ့တော့လက်ရှိမှာဂူသွင်းသိကောင်းတဲ့မက်ဂလစ်စတာကိုတိုက်စစ်တင်ဆော့လေအကုန်လုံးကဒါလက်ခံကြမယ်နေထားမှရှိတယ်ဘာလို့ဆိုတော့နိပြတော်တာဟုတ်အဲ့တော့အဲ့မဲ့လဘိုးပိတ်တက်ဒီကအခုချိန်ထိဒါတိုက်ဆက်မှုတရားကိုတော့ကောင်းကောင်းလေးလူချင်းနေ။ဒါပေမဲ့လက်ရှိ market အခြေအနေကတော့ Alexander Isak ကိုလိုက်ဖို့တော့မဖြစ်နိုင်ဘူး။ဘာလို့ဆိုတော့ Isak ကခုနကပြောလို့ပဲသူကိုယ်တိုင်လည်း Newcastle United တက်နှစ်နေမယ်လို့ဂရိပေးထားတဲ့အတွက်ကြောင့်မလို့ကော။လဘိုးတင်ကခုလက်ရှိမှာ Julian Alvarez ကိုလိုက်မယ်ဆိုရင်တော့ဒါ အေးပေါ့မဖြစ်နိုင်ဘူးလို့ပြောပါဦးဆိုတော့တို့လက်ရှိမှာဒါဟိုအန်ဒရူးရောဘတ်ဆင်အတွက်လည်းတို့အနေနဲ့တရားဝင်ညှိနှိုင်းမှုတွေရှိရကြောင်းမို့ဒါဒစိစိကအနေနဲ့တော့သုံးလို့မရဘူးဆိုတော့ဟူလင်းအေဗရက်စ်ကိုဒါကြောင့်မှတ်မှတ်ရစီးတီးအသင်းစီကနေပြီးတော့ဆိုတော့စီးတီးအသင်းကိုဒါစီးတီးအသင်းစီကနေပြီးဟူလင်းအေဗရက်စ်ကိုဝယ်ထားတာပေါ့တိတိစီနဲ့ဒါကျွန်တော်တို့ဝယ်ထားခဲ့တာမဟုတ်ဘူးအက်သလတီကိုမတ်ထွန်းနဲ့တကယ်ကိုတန်းကို10နဲ့ချီဖို့တော်တော်လေးကိုမြောက်တဲ့ဈေးတစ်ခုပေးပြီးဝယ်ထားခဲ့တယ်တို့အနေနဲ့ဒါပေါ့ပေါ့တိတိတော့ဒီကိစ္စဟန်ဒယ်လုပ်သွားမယ်လို့တော့ကျွန်တော်တိတ်တော့မထင်ဘူးပေါ့နော်အဲ့တော့ ပြောရမယ်ဆိုရင်တော့ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ဆွေးနွေးရမှာဒါလစ်ဗဘူးသင်းရဲ့တိုက်စစ်ကတော့တိတိချာချာ handle လုပ်ရမယ့်ကိစ္စတစ်ခုလို့ကျွန်တော်အနေနဲ့မြင်တယ်။အခုလက်ရှိကောလာဟာလာရဲ့ထွက်နေပြီဒါကျွန်တော်မနှက်ပြန်ချင်ကျွန်တော်ဆက်ပြီးသွားမှာတော့တိတိချာလေးလာလိုက်အောင်မင်းဒါမတိချာသေးကျွန်တော်မပြောချင်ဘူး။အဲ့တော့အခုလက်ရှိမှာကောလာဟာလာတော်တော်လေး loudly ဖြစ်နေတဲ့အပြောင်းရွှေ့ကပါလဲဆိုတော့ကူနာတီရဲ့ပြဿနာပဲ။ဒါမနေ့ကကျွန်တော်တင်ဆက်ပေးခဲ့လို့ပဲကူနာတီရဲ့ပြဿနာထင်ရတယ်နည်းနည်းလေးပို့ပို့ပြီးတော့ရှုပ်လာခဲ့ပြီ။အဲ့တော့လက်ရှိမှာလစ်ဗဘူးသင်းကမဂါယီကိုတရားဝင်ချိတ်ဆက်မှုတွေကိုပြုလုပ်နေတဲ့အချိန်မှာကူနာတီအနေနဲ့အခုလက်ရှိနောက်ဆုံးရ update တွေအရဆိုစာချုပ်တက်တန်းကိုဒါ ညင်းပယ်ခဲ့ပြီဆိုတော့ သတင်းတွေစတင်ပြီးတော့ဘာတော့လက်ရှိမှာကုနာတေးကိုကျွန်တော်သိတဲ့လောက်ကတော့နောက်6လအတွင်းမှာ Real Madrid အတင်းနဲ့တရားဝင်ချိတ်ဆက်ဖို့အတွက်ဒါကြိုးစားလိမ့်မယ်လို့မြင်နေကုနာတေးရဲ့အေဂျင့်ကတောက်ရှောင်မကြခဏဆိုလို့ဒါ Real Madrid ဘက်ကနေတွေးဆုံဆွေးနွေးထားရတဲ့အတွက်ကြောင့်မို့ဒါကုနာတေးအနေနဲ့ဒါစာချုပ်ကိုညှင်းပယ်ခဲ့တယ်လို့ဆိုတဲ့သတင်းတွေထွက်လာအဲ့တော့အဲ့ဒီသတင်းတွေကိုဒီဒေးရအောင်ကျွန်တော်ဒီဒေးလေးပြန်တင်ပေးမယ်ဒါပေမဲ့လက်ရှိမှာဒါ Cola Hala ဆန်ဆန်မို့လို့ Cola Hala ဆန်ဆန်ဒါကျွန်တော်အချိန်တစ်ခုပဲပေးလိုက်မယ်ဘောနော်ဒါကျွန်တော်မနေ့ဖြန်ရအောင်ဆိုတော့မနေ့ဖြန် update လေးကျွန်တော်တင်ပေးမှာဖြစ်ပါတယ်အဲ့တော့လက်ရှိမှာ Liverpool တင်းတော့ကလက်ရှိမှာတိုက်စစ်ပိုင်းတော့ကလှုပ်လှုပ်ခါခါရှိနေပြီအဲ့တော့ဒူချိုကတော့လက်ရှိမှာဒါစိတ်ဝင်စားမှုတွေမ မြင့်တက်နေတယ်။လူချိုကိုလည်းလက်ရှိမှာဒါကျွန်တော်ဘိုင်ယန်မြူးနစ်တင်ကစိတ်ဝင်စားမှုတွေရှိနေခဲ့ပေမဲ့လစ်ဗာပူးတင်ရဲ့တောင်းဆိုမှုရဲ့ဈေးကမြောက်လို့နဲ့တော့ကြောင့်တော့အသင်းအနေနဲ့တိတ်ပြီးမထူးတဲ့အနေအထားတစ်ခုမှရှိရလို့ပဲကျွန်တော်အနေနဲ့ပုံကိုရရင်မြင့်နေ။အဲဒီလိုပဲဆိုစီကမို့လစ်ဗာပူးအသင်းအနေနဲ့အခုလက်ရှိအပြောင်းရွှေ့မှာမထက်မှတ်ပဲနဲ့ပြန်လည်ပြီးတော့လှုပ်ခတ်လာခဲ့တယ်။ဒါဝင်နူးနက်စ်ကိုလစ်ဗာပူးအသင်းအင်ဂျီနဲ့နောက်ဆုံးပွဲစဉ်ကိုလစ်ဗာပူးပိတ်သက်တွေတွေ့မြင်သွားခဲ့ပြီးပြီလား။ဒါမှမဟုတ်ပဲခုနကလစ်ဗာပူးနဲ့ဒါနပူလီကြားထဲမှာပဲဈေးတစ်ခုညှိဖို့အတွက်ကတ်ခဲဦးမှာကျွန်တော်တိတ်တော့မကတ်ခဲဘူးလို့မြင်နေ။လစ်ဗာပူးဘက်ကလည်းဒါဝင်နူးနက်စ်ရဲ့အပြောင်းရွှေ့ကိုဖြစ်စေခြင်းနဲ့အတွက်ကြောင့်ဒီအပြောင်းရွှေ့ကဖြစ်သွားမယ်လို့တော့ကျွန်တော်ကတော့ပု ကိုရေးရမြင်မိတယ်ဒါလောက်ပါပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတော့ね ABC4 တို့မှာကျင်းသူစာပေါင်းကူညီလို့ရပါတယ်မြန်မာလေကလစ်ဖူမမေးကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်အားလုံးမကြိုတူပါနဲ့ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေရာကနေပြီးအဆုံမောင်းအောင်တောင်းမိလိုက်ပါတယ် ကျွန်တော်တို့ Esport Media 3.0ဆိုတဲ့ DB4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပြောင်းပါဆိုကွန်ပြီလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော် အားပေးလို့ရပါတယ်မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်အားလုံးမကြိုတမိုင်းကျွန်တော်တို့နောက်မှပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးမကြိုတမိုင်းကျတော့ကွန်ပြီပါဗျဒေးပါဗျ